မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ့်တိုက်ပွဲသတင်းကတော့ KNY ပြည်နယ်ဗော်လခဲမြို့နယ်ရင်းနှီးပေါက်ကျေးရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကာကင်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့လက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရမိကတော်လိုင်းတပ်ဖွဲ့ဝင်6ဦးကြာဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ22ရက်နေ့ကဗော်လခဲမြို့နယ်ရင်းနှီးပေါက်ကျေးရွာအနီးမှာရှိတဲ့ အချမ်းပါစစ်တပ်ရဲ့ကာကင်းစခန်းတစ်ခုကိုကရင်ပြည်တော်လိုင်းပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒိဆုံးမှုရှိပြီးတော့ဗော်လခဲမြို့အထွတ်အထိကိုစစ်ကောင်စီတပ်သားများဆုတ်ခွာထွက်ပြေးသွားတဲ့အတွက်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာလက်နက်ခဲအချို့ကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ရင်းနီပေါက်အနီးကကာကင်းစခန်းကိုသိမ်းပိုက်ရမိခဲ့တာပါ။စစ်ကောင်စီဘက်ကလည်းထိခိုက်ဒိဆုံးမှုရှိပါတယ်။လက်နက်ခဲရအနေနဲ့သိမ်းဆီးရရှိခဲ့ပါတယ်။တပ်ပေါင်းစုက တရားဝင်ထုတ်ပြန်လာရင်ပါလာပါလိမ့်မယ်အင်အားကကာကင်းစခန်းအားလုံးဆိုရင်တော့အင်အား200ကျော်လောက်ရှိပါတယ်မြို့ထဲအထိစုပ်ပြေးသွားတာတော့မဟုတ်ဘူးမြို့အထွက်နားအထိစုပ်ခွာထွက်ပြေးသွားတာပါလို့ဖားဆောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတောင်းရှိသူတို့ကရှင်းပြထားပါတယ်အဲ့ဒီကာကင်းစခန်းတိုင်းတိုက်ပွဲအတွင်းမှာဖားဆောင်ပြည်သူ့ကာကွယ်ရေးတပ်ကအသက်23နှစ်အရွယ်ဒုတက်စုမူရဲဘော်မင်းစောအသက်23နှစ်အရွယ်တက်စိတ်မူရဲဘော်စိုးနေလင်းခေါ်ဗိုလ်ဒိတ်တို့အပါအဝင် ကရင်နီတော်လိုင်းတပ်ပေါင်းစုကရဲဘော်စုစုပေါင်း6ဦးကြဆုံးခဲ့ရတယ်လို့သိရပါတယ်ပြည်သူတွေအနေနဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကိုဝင်းရံပေးကြဖို့နဲ့တော်လိုင်းရေးကိုစိတ်မကုံစိတ်မပြတ်ကြပါနဲ့အခက်အခဲတွေကိုပြည်သူတွေနဲ့အတူအဖြေရှာပြီးတော့အောင်မြင်တဲ့အထိဆက်လက်ပြီးတော့တော်လိုင်းတိုက်ခိုက်သွားပါမယ်လို့အားပေးစကားပြောကြင်ပါတယ်လို့ဖားဆောင်ပြည်သူကာကွယ်တပ်ဖွဲ့ကတော်ဝင်ရှိသူတို့ကပြောပြထားပါတယ်ကရင်နီပြည်နယ်အတွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းများထိုးကနေမြေဆုံးမှုပြန်လည်ရရှိရေးအတွက်လှုပ်ဆောင်လာပြီးတော့အထူးသဖြင့် မိုးပြဲဘက်ကစစ်တောင်းထိုးဝင်ရောက်ရန်စ조사လျက်ရှိတယ်လို့တော်လိုင်းတပ်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကုန်းတိုင်းတာယာဝတီခရိုင်ရုံးဝင်ကောင်းမြို့နယ်ကွင်းချောင်းရွာကနေထွက်လာတဲ့ပြူစောတိများကိုတိုက်ခိုက်ခဲ့ရာပြူစောတိတအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမေလ24ရက်နေ့မနက်9:20မိနစ်အချိန်မှာဂျိုးမင်ကောင်းမြို့နယ်ကုန်းရွာအုပ်စုကွင်းချောင်းရွာကနေအင်အား30ခန်းနဲ့ထွက်လာတဲ့စစ်သားနဲ့ပြူစော်ရီများကိုကွင်းချောင်းကျေးရွာအနီးမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအသင့်ဆောင်ကြိုတိုက်ခိုက်ခဲ့ရာပြူစော်ရီတအုပ်သေးဆုံးပြီးကွင်းချောင်းကျေးရွာအတွင်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။အင်အား30လောက်နဲ့စစ်ကြောင်းထိုးဖို့ရွာတွေကနေထွက်လာတာပါ။ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲကနိုင်ဝက်လောက်ပဲကြားပါတယ်သူတို့ဘက်ကတက်ရောက်ကြတယ်ပြီးတော့ပြန်ဆုတ်သွားတယ်မနေ့ကညနေပိုင်းကပဲရိုးမင်ကောင်မျိုးပေါ်ကနေပြီးတော့အလောင်းလာတင်သွားပြီးတော့စစ်ကား၃စီးနဲ့ကွင်းချောင်းရွာကိုအင်အားတွေထပ်ဖြည့်ထားပါတယ်လို့တာယာဝတီခန်တရင်၃၈၃ညတဲ့တက်ခွဲ၁တက်ခွဲမှုရဲဘော်ကရင်လေးကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကိုတာယာဝတီခန်တရင်၃၈၃ညနဲ့တက်ခွဲ၁ Dragon Brothers GDK PDF တပ်ဖွဲ့နဲ့ကာယဝတီခရိုင်တရင်383တက်တက်ခွဲတက်တို့ကပူးပေါင်းစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဂျေသူကာဝဲတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မေလ25ရက်နေ့မှာကွင်းချောင်းချေးရွာပြူစောထီများနဲ့ထပ်ဖြည့်ထားတဲ့စစ်သားများပူးပေါင်းပြီးတော့အင်အား80လောင်းနဲ့ထပ်မံစစ်ကြောင်းထိုးလာပြီးတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းကြောက်ပတောင်မြို့နယ်မှာ ရေစုံရွာကပြူစောတိဘိုဝင်းကိုတနက်တနက်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့မကွေးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတာဝန်ခံနဂနီကပြောကြားထားပါတယ်။မေလ22ရက်နေ့ကကြောင်တောင်မြို့နယ်ရေစုံရွာနေပြည်သူ့စစ်တင်းတန်းစင်ပြူစောတိဘိုဝင်းရဲ့နေအိမ်ကိုတွားရောက်ဖမ်းဆီးခဲ့ပြီးတော့ဘိုဝင်းကိုနေအိမ်အတွင်းမှာအရှင်းဖမ်းမိခဲ့ပြီး၎င်းနဲ့အပေါင်းအဖအပြူစောတိတွေကထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။ဒါကြောင့်နေအိမ်အတွင်းမှာရှာဖွေစစ်ဆေးခဲ့ရမှာ FO အမျိုးအစားတနက်တလတ်နဲ့7.62ကြီ15000ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ အေးဆေးဖမ်းမိခဲ့တာတော့မဟုတ်ဘူးအလစ်ဝင်ဖမ်းတာဆိုတော့အငိုက်မိသွားတဲ့သဘောပါအိမ်ထဲမှာကသူနဲ့အပေါင်းပါတွေရှိနေတာအပေါင်းပါတွေကတော့ထွက်ပြေးသွားတယ်လက်ရှိသူ့ကိုစစ်ဆေးဖော်ထုတ်နေသေးပါပြူစောထေးတွေအနေနဲ့စစ်ကောင်စီနဲ့မပူးပေါင်းမဲတော်လိုင်းအဖွဲ့လေးစီမှာလက်နက်ချပူးပေါင်းကြဖို့တိုက်တွန်းချင်ပါတယ်ကြံနေတဲ့သူတွေကိုဖော်ထုတ်ပြီးတော့ဖမ်းဆီးနိုင်ဖို့စူးစမ်းနေပါတယ်လို့မကွေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ခံနဂနီကပြောဆိုထားပါတယ်၎င်းလုံဆောင်မှုကိုမကွေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ မကွေးတိုင်းပတ်ကဖစစ်ကြောင်း MLDC နမောင်မြွနယ်ပြည်သူ့ကာကွယ်အဖွဲ့ပတ်ကဖနဲ့နမောင်ပြည်သူ့ကာကွယ်တပ်မတော်ကိုရနဲ့တိုက်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြွနယ်အခြေစားခလိုက်ရ90တိုက်ရင်မှာဒုတက်ချက်တအုပ်ဟာမိမိကိုယ်ကိုတန်းတဲ့ပြစ်တက်ပြီးတော့အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ22ရက်နေ့ညပိုင်းမှာဂံကောမြို့အခြေဆိုင်ခောက်လိုက်ရ90တရင်ကဒုတက်ချက်ဇူလိုင်ထွန်းဟာမွေးရဆေးဝါးတွေအလွန်ကျုံသုံးဆွဲပြီးတော့စိတ်ဖောက်ပြန်ကမိမိကိုယ်ကိုတန်းတန်းနဲ့ပြစ်တတ်ပြီးအဆုံးစီရင်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။ ဒုတက်ကျဇူလိုင်ထွန်းဟာ2021ခုနှစ်တုန်းကဂံကောမြို့ပေါ်မှာပြူစောတိခေါင်းဆောင် ပီတူးဖိုးစော်နဲ့ကြီးစံနဲ့ခိုးရောင်းစားတဲ့ဗိုလ်ကြီးမျိုးဝင်းသူဒုတက်ရဲမူရဲရံပိုင်တော့နဲ့ပူပေါင်းကဂံကောမြို့ပေါ်မှာရှိတဲ့လောင်ကစားဒိုင်နေစီကနေပြီးတော့စက်ကြီးများကောက်ခံခြင်းလောင်ကစားပြုလုပ်မှုကြောင့်ရှုံးနိမ်သွားတဲ့ပြည်သူများကိုနေအိမ်ပေါ်ကနေပြီးတော့အတင်းအဓမ္မဖယ်ရှားခိုင်းခြင်းဂံကောမြို့ပေါ်နေပြည်သူများကိုချိမ့်ချောက်နိုင်ခြင်းများလှုပ်ဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ် ဇူလိုင်ထုံးဆိုတဲ့ကောင်ကပင်လယ်ဘူးမှာကြာသွားတဲ့ 2IC ဘုံမူရဲရန်ပိုင်ရဲ့ကားကိုလိုက်မောင်းပေးရတဲ့ကောင်မှာသူတို့ချင်းအစဉ်ပြေတော့ဟာဆိုရင်မြို့ပေါ်မှာလောင်းကစားဝိုင်းနေမူးရဲဆေးတွေကိုပဲသူတို့ကဥဆောင်ပြီးလှုပ်တာနောက်မှအပြောင်းလဲတွေဖြစ်ပြီးတော့ဘိုးကြီးမျိုးဝင်သူကမရှိတော့မှသူကလောင်းကစားလှုပ်တာတွေငြိမ်သွားတာသူ့မိန်းမနဲ့ကကွဲနေတာသူကိုယ်တိုင်ကဆေးဆွဲနေတာရောအရင်လိုအာနာပြလို့မရတော့တာရောကြောင့်ဖြစ်မယ်ထင်တယ် မေလ22ရက်နေ့ကတက်တိတ်သွားတာပါတေပြီးတော့ညရင်းချင်းပဲဂံကောင်းမြို့ပေါ်မှာရှိတဲ့ရေဘုတ်တုတ်တံမှာကြိုလိုက်ကြတယ်လက်ရှိဗျူဟာမှုကတော့တိုက်ပွဲမှာကြတာမဟုတ်လို့ သူ့အတွက်ဘာပင်စင်ခံစားခွင့်မှမပေးဘူးလို့ပြောတမ်းကြားတယ်လို့ရောလင်းနန်းကကိုပါကောင်းကရှင်းပြထားပါဗျ။ကိုကိုကိုတက်တည်ပြီးတော့တေဆုံသွားတယ်။ဒုတက်ချက်ဂျွန်လိုင်းထွေးရဲ့ဆရာများဖြစ်ခဲ့သူခလိုက်ရ90ကဒုတက်ရဲမှုရဲရန်ပိုင်ဟာပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာတေဆုံသွားခဲ့ပြီးတော့အခြားဆရာတဦးဖြစ်တဲ့ဗိုလ်ကြီးမျိုးဝင်းသူဟာလည်းကြီးစံများရောင်းဆောင်မှုနဲ့ဖမ်းဆီးခံထားရကယခုခါကြောကပါစ23ကိုရောက်ရှိနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမှာရှိတဲ့မင်္ဂလာဆောင်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာသူတို့သမီးအပါအဝင်ပြည်သူ၁၀ဦးတေဆုံးပြီးတော့၂၀ကျော်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ25ရက်နေ့မနက်7:55မိနစ်အချိန်မှာဘကိုးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးရွာမှာရှိတဲ့မင်္ဂလာဆောင်ပြုတ်လုံနေတဲ့နေအိမ်ပေါ်ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲချမှုကြောင့်ပြည်သူ10ဦးသေဆုံးခဲ့ပြီးတော့ဒဏ်ရာရရှိသူ20ကျော်ရှိခဲ့တယ်လို့သိရပါဗျ။ မြို့နယ်အပိုင်းကရွှေတင်မြို့နယ်ထဲမှာတော့မဟုတ်ဘူးကြောက်ကြီးမြို့နယ်ထဲမှာပါဒီမနက်8:55မိနစ်အချိန်မှာကျွန်းကြီးကျေးရွာထဲမှာရှိနေတဲ့မင်္ဂလာဆောင်နေအိမ်ကိုလေးချောင်းကနေပြီးတော့ဘုံကျဲတက်ခိုက်သွားတာပါအခုထတ်တိုးတာကပြည်သူ10ဦးတေဆုံးသွားပါတယ်ဒဏ်ရာရတဲ့သူအယောက်20ကျော်ရှိတယ်သူတို့သမီးလည်းဆုံးသွားပါတယ်၄နှစ်အရွယ်ကလေးနဲ့6နှစ်အရွယ်ကလေး2ဦးလည်းဆုံးသွားပါတယ်လို့တောင်ပိုင်းတိုင်းစစ်ရေးသားသတင်းရင်းမြစ်ကရှင်းပြထားပါတယ် ကြောက်ကြီးမြို့နယ်အတွင်းမှာစစ်တပ်နဲ့တော်လိုင်းတပ်များကြားစစ်ရေးတင်းမာမှုများဖြစ်ပွားနေပြီးတော့နယ်မြေစုံမှုမှာတော်လိုင်းတပ်များကသာအဓိကစုံမှုထားတယ်လို့သိရပါတယ်စစ်တပ်ကဒီကနေ့မနက်ပိုင်းကလေကြောင်းတိုက်ခိုက်မှုအတွင်းမှာတေဆုံးသွားတဲ့သူတွေဟာအရက်သားပြည်သူများသာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းကော်တောင်းခရိုင်ခမောက်ကြီးမြို့နယ်မလီဝမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပြူစောတိအချင်းချင်းစကားများရန်ဖြစ်ပြီးတော့ဓားနဲ့ထိုးတက်ရာပြူစောတိတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ22ရက်နေ့ညပိုင်းကခမောက်ကြီးမြို့နယ်မလီဝမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပြူစောတိအဖွဲ့ဝင်များအစည်းအဝေးပြုလုပ်နေတဲ့အချိန်ပြူစောတိအချင်းချင်းစကားများရန်ဖြစ်ပြီးတော့ကလားဆိုတဲ့ပြူစောတိကပရှူးဆိုတဲ့ပြူစောတိကိုစကေဘာနဲ့ခြောက်ချက်ထိုးတက်ရာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။22ရက်နေ့ညကမလီဝမ်းကပြူစောတိတွေမလီဝမ်းအုပ်ချုပ်ရေးမှူးရုံးမှာစကားများရန်ဖြစ်ကြတယ်။ဘာအတွက်ကြောင့်စကားများရန်ဖြစ်တာလဲတော့မပြောတတ်ဘူး။စကားများရန်ဖြစ်တဲ့အချိန်မှာကလားဆိုတဲ့ကောင်က ပရှူးဆိုတဲ့ကောင်ကိုစကေပါနဲ့ထိုးတာမလီဝမ်းသားအချင်းချင်းပဲနာမည်အရင်းတွေတော့မသိဘူးရွာထဲမှာခေါ်တဲ့နာမည်တွေပေါ့စကေပါနဲ့ခြောက်ချက်ထိုးတာနေရာမှာနေပွဲချင်းပြီးပဲအခုစကေပါနဲ့ထိုးတဲ့ကလားဆိုတဲ့ကောင်ကိုဖမ်းထားတယ်သူစောတိတွေအချင်းချင်းပဲရံဖြတ်ပြီးတော့တတ်လိုက်တာလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်တနေ့တိုင်းခမောက်ကြီးမြို့နယ်မှာစစ်ကောင်စီကလူစိုးလူမိုက်များအယက်သမားများနဲ့အလုတ်ကိုင်းမရှိတဲ့ပေါ့လို့ပဲစားတွေကိုစူးစီးပြီးတော့ပြည်သူစစ်နဲ့ပြူစောတိများအဖြစ် ်စစ်တင်နှမ်းများပို့ချခြင်းစစ်တပ်အတွက်ကင်းဆောင်ခိုင်းခြင်းများကိုလှုပ်ဆောင်လျက်ရှိကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ AR တိုင်းညောင်တုံးမြို့နယ်ရန်ရင်းဆန်ရကျေးပါမှာမြေကမ်းမပြိုကျခဲ့ပြီးတော့နေအိမ်ဆယ်လုံးမြေထဲမျောပါသွားပြီးမြေရည်စီးတန်တဲ့အတွက်ကမ်းမဆက်လာပြီးတော့ပြိုကျနိုင်တဲ့အန္တရာယ်ရှိနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ်မေလ24ရက်နေ့ည7:00နာရီဝန်းကျင်ကမှမြေကမ်းမပြိုကျမှုဖြစ်ပွားခဲ့ပြီးတော့မြေကမ်းမဆက်လက်ပြိုကျပါကစိုးရိမ်ရတဲ့အတွက်ရွှေပြောင်းနေရတဲ့အင်ဂျီ30ကျော်လောက်ရှိတယ်လို့ဒေသခံပြည်သူများကပြောပါတယ်မြေကမ်းမပြိုကျမှုကြောင့်လူထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်ငောင်တုံးမြို့အတွင်းမိုးကောင်းနေတဲ့အပြင်မြေကမ်းမပြိုကျမှုများရှိနေတဲ့အတွက်ကုညီကယ်ဆယ်မှုများလည်းလိုအပ်နေကြောင်းဒေသခံပြည်သူများကပြောပြထားပါတယ် ်လက်ရှိအချိန်မှာမြေရည်စည်းတံနေပြီးတော့ကမ်းပါဆက်လက်ပြီးတော့ပြိုကျနိုင်တဲ့အတွက်မြေကမ်းထိန်းရန်လိုအပ်တာများကိုပရဟိတအဖွဲ့များကလှုံ့ဆော်နေကြကြောင်းတင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချက်ပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ